ကမ္ဘာလုံးဆိုင်ရာစစ်အင်အားနဲ့တွေ့ချက်ထားတဲ့နိုင်ငံတွေကိုစစ်အင်အားအစီအစဉ်လိုက်တင်ပြတဲ့အခါအစင်းတက်မှတ်ပုံနဲ့အချက်လက်တွေရယူသုံးသပ်ပုံကိုကနအူးတင်ပြပေးရစီ။အဲဒီနေရာမှာ GSP လို့ခေါ်တဲ့ Global Fire Power ဆိုတဲ့ကမ္ဘာလုံးဆိုင်ရာစစ်အင်အားသုံးသပ်မှု Global Military Strength Ranking Website ကနေရွေးချယ်သတ်မှတ်တာကိုပြောပေးရစီ။ Global Fire Power ဆိုတာဘာလဲဆိုတော့နိုင်ငံတိုင်းရဲ့စစ်အင်အားကိုတစုတစည်းတဲ့အဖြစ်ကိန်းဂဏန်းတွေနဲ့တွက်ချက်ဖော်ပြတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ပြီးတော့ American တရုတ် Russia အိန္ဒိယစတဲ့နိုင်ငံတွေကိုတစ်နှစ်တစ်ကြိမ်စစ်အင်အားအဆင့်သတ်မှတ်တဲ့စရင်ထုတ်ပေးတတ်ပါတယ်။အဲ့ဒီလိုတွက်ချက်တဲ့အခါ Man Power လို့ခေါ်တဲ့စစ်တီအင်အားနဲ့စစ်သေးဝင်နိုင်မဲ့လူအင်အားတွေကိုအခြေခံအချက်တစ်ခုအနေနဲ့ယူပါတယ်။ နိုင်ငံတနိုင်ငံရဲ့စစ်အင်အားကိုတုံးသက်တဲ့အခါအသုံးပြုတဲ့အချက်လက်တွေကစစ်သားအင်အားဤပညာတိုးတက်မှုနဲ့စည်ရေးအသုံးစရိတ်တွေပဲဖြစ်ပါတယ်ပထမဦးအနေနဲ့စစ်သားအင်အားနဲ့သတင်းအချက်လက်တပ်ဖွဲ့မိုဘိုင်းတပ်ဖွဲ့အရေးအတွက်တွေကိုတွက်ချက်တုံးသက်ကြပြီးဒုတိယအနေနဲ့ကတော့လေတက်ရေတက်တက်မတော်ရဲ့ကောင်းကင်ရန်ကာကွယ်နိုင်မှုနဲ့လှုပ်ဆောင်နိုင်မှုတိုက်ခိုက်နိုင်စွမ်းတွေကိုလည်းလေးလာတုံးသက်ကြပါတယ် နည်းပညာပိုင်းမှာခင်မီလက်နက်တွေ၊ဒရုန်းလေးပညာမဇိုင်းစနစ်တွေနဲ့စိုက်ဘာဆွမ်းအားတွေကိုသုံးသပ်ရမှာအဓိကထားကြပါတယ်။ဒါအပြင်နျူကလ িয়ার လက်နက်အရေးအတွက်ဒုံးတွေရဲ့ပြစ်နိုင်စွမ်း၊နယ်ပယ်အကွာအဝေးနဲ့ကောင်းကင်ယံကာကွယ်ရေးစနစ်တွေပါထည့်သုံးသပ်ကြတယ်။စစ်အုံစိတ်နှုံးကလည်းအရေးကြီးတဲ့သုံးသပ်ချက်တစ်ခုဖြစ်ပြီးနိုင်ငံတနိုင်ငံရဲ့စစ်ရေးဗျူဟာတိုးတက်မှုတွေကိုအဲ့ဒီအချက်တွေကသုံးသပ်ပေးမှာဖြစ်ပါတယ်။ ဒါအပြင်စစ်ပစ္စည်းစက်ရုံတွေရဲ့ထုတ်လုပ်မှုစွမ်းအားလက်နက်ထုတ်လုပ်နိုင်မှုနဲ့လက်နက်တည်ယူပစ္စည်းဖြစ်တဲ့ယင်တွေရဲ့တည်ယူနိုင်မှုတွေကိုပါတွက်ချက်သုံးသပ်ကြတယ်။နောက်ဆုံးအချက်တစ်ချက်ကတော့နိုင်ငံတော်ရဲ့နိုင်ငံရေးခြေနေမဟာမိတ်နိုင်ငံတွေနဲ့ဆက်ဆံရေးနယ်စပ်တည်နေရာတွေအတွက်ကိုပါစစ်အင်အားသုံးသပ်ချက်မှာထည့်သွင်းသုံးသပ်ကြပါတယ်။ဒီချက်လက်တွေကို စုစည်းပြီး Global Firepower အဖွဲ့ကနိုင်ငံလိုက်စစ်အင်အားအဆင့်တွေကိုထုတ်ပြန်ကြပါတယ်။ ဒါကြောင့်နိုင်ငံအလိုက်စစ်အင်အားသုံးသက်ချက်ဆိုတာဟာအခြေခံကြဆုံးဖြစ်တဲ့စစ်သားအင်အားကစပြီးဤပညာစစ်အသုံးစရိတ်နျူကလ িয়ার အင်အားနိုင်ငံရေးအာဏာတွေမိဖက်နိုင်ငံတွေအထိအကျယ်တဝင့်လေးလာသုံးသက်ထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်။နောက်တစ်ချက်ကအဲဒီ Global Fire Power ဖွဲ့ကနိုင်ငံအလိုက်စီစဉ်တွက်ချက်ထားတဲ့ Power Index လို့ခေါ်တဲ့ကိန်းဂဏန်းတစ်ခုထုတ်ပေးပါတယ်။ အဲ့ဒီဂိင်္ဂနန်းသေးလေးတနည်းအားဖြင့်နဲလေစစ်အင်အားကြီးလေးဖြစ်ပါတယ်။ဥပမာအားဖြင့်အမေရိကန်က3.3လောက်ရှိပြီးတရုတ်က3.3လောက်ရှိတယ်။အိန္ဒိယက3.3လောက်ရှိတယ်။အဲ့ဒီဂိင်္ဂကြီးသေးကိုလိုက်ပြီးစည်ရေးသုံးသက်ချက်တွေကို လေ့လာကြတာဖြစ်ပါတယ်။နောက်ပြီးအဲ့ဒါကအချိန်နဲ့လိုက်ပြီး အတိတ်ဖြစ်နေပါတဲ့အဲ့ဒီစရင်မှာနိုင်ငံ140 90ကျော်အထိပါဝင်ပြီးစိတ်ဝင်စားရင် www.globalfirepower.com/win ရောက်လေ့လာနိုင်ပါတယ်။ theory ရဆိုရင်တော့3ညတက်သမ3ည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 3ရတဲ့နိုင်ငံကကမ္ဘာမှာစစ်အင်အားအကြီးဆုံးဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်ထိအဲ့ဒီဂိမ်းကနန်းကိုဘယ်နိုင်ငံမှမရသေးဘူး။ အမေရိကန်နိုင်ငံဟာကမ္ဘာပေါ်တွင်စစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်သတ်မှတ်ခံရတဲ့နိုင်ငံဖြစ်ပါတယ်။အမေရိကန်ရဲ့စစ်အင်အားဟာဤပညာဗန္ဓာရေးနဲ့စစ်ရေးမဟာဗျူဟာ အပိုင်းတွေမှာတခြားနိုင်ငံတွေထက် အရန်တာလွန်ပါတဲ့ကဘာပေါ်မှာအကြီးဆုံးစည်ရေးအသုံးစရေးရှိပြီးတစ်နှစ်ကိုထောင်ချီတဲ့ဘီလီယံဒေါ်လာတွေကိုစည်ရေးကရိယာတွေနဲ့စစ်တီတွေအတွက်အသုံးပြုပါတယ်။သူတို့ရဲ့စစ်တပ်ကိုကြီးတက်လေးတက်ရေးတက်တွေနဲ့ဖွဲ့စည်းထားပြီးတခုချင်းစီမှာခင်မီနီးပညာတွေသုံးစွဲလှုပ်ဆောင်နေပါတယ်။ American လေတက်မှာလေကြောင်းတိုက်ခိုက်ရေးမိုက်ခရိုနစ်စနစ်တွေဒရုန်းနည်းပညာနဲ့ အာဂါဒထင်းချုံမှုစနစ်တွေနဲ့ကမ္ဘာအကောင်းဆုံးစစ်တပ်ကြီးအဖြစ်ရပ်တည်နေပါတယ်။နေရထာနေအတည်တကျမရှိတဲ့ရေတက်သင်္ဘောတွေနဲ့နျူကလ িয়ার ဆွမ်းအားနဲ့လှုပ်ရှားသွားလာနိုင်တဲ့ဘုံးတယ်လေယာဉ်တွေဟာအမေရိကန်ရဲ့စစ်အင်အားကိုတိုးမြင့်ပေးနေပါတယ်။ပြီးတော့အမေရိကန်ရဲ့ကမ္ဘာတဝန်းရှိမဟာမိတ်နိုင်ငံတွေမှာစစ်စခန်းတွေတရားကြော်ထားရှိတာကလည်းသူစစ်အင်အားအကောင်းမှုကိုဖော်ပြနေပါတယ်။ နည်းပညာပိုင်းအနေနဲ့လည်းအမေရိကန်ဟာ AI နဲ့စိုက်ဘာစစ်ရေးနည်းပညာပါဝင်အာကာသကာကွယ်ရေးစနစ်တွေကိုစစ်ရေးမှာအသုံးပြုနေပါတယ်။ဒါ့အပြင် Space Force လို့ခေါ်တဲ့အာကာသတပ်ဖွဲ့ဟာအမေရိကန်နိုင်ငံရဲ့စစ်ရေးနယ်ပယ်ကိုအာကာသအထိပုံမိုတိုးချဲ့ပေးနေတာတွေ့ရပါတယ်။စစ်ပြူဟာအနေနဲ့လေနေတိုးအဖွဲ့မှာအ धिक အခန်းကဏ္ဍကို ယူထားပြီးကမ္ဘာတဝန်းရှိမဟာမိတ်နိုင်ငံတွေကို ထောက်ပံ့ကူညီနေပါတယ်။အမေရိကန်ရဲ့စစ်အင်အားဟာယခုအချိန်ထိ ကမ္ဘာအဆင်မြင့်ဆုံးနေရာမှာရပ်တည်နေပြီးစစ်တေတွေရဲ့လေ့ကျင့်မှုအဆင်မြင့်ခြင်းနဲ့ဤပညာအသုံးပြုမှုတွေကြောင့်သူတို့ဟာ Judy Academy နဲ့ West Point တွေလိုစစ်တင်တန်းကျောင်းတွေကဆင်းလာတဲ့ထိတ်တန်းရာရှိတွေကြောင့်တိုက်ခိုက်ရေးဆွမ်းရည်အပြည့်ဖြစ်နေပါတဲ့အထက်ပါအချက်တွေကြောင့် American ဟာယနေ့အထိကမ္ဘာစစ်အင်အားအမြင့်ဆုံးနိုင်ငံလို့သတ်မှတ်ခံနေရခြင်းဖြစ်ပါတယ် ရုရှားနိုင်ငံဟာကမ္ဘာပေါ်ကစစ်အင်အားအကြီးဆုံးနိုင်ငံတွေအနက်ဒုတိယအဆင့်မှာရပ်တည်နေတဲ့နိုင်ငံဖြစ်တဲ့ရုရှားဟာတိတာထင်ရှားတဲ့စစ်အင်အားစစ်ရေးနည်းပညာနျူကလ িয়ার လက်နက်တွေနဲ့စစ်ရေးသမိုင်းကြီးမားမှုတွေကြောင့်ကမ္ဘာစစ်အင်အားအမြင့်ဆုံးနိုင်ငံတွေထဲမှာအမြဲပါဝင်နေပါတယ်။ရုရှားစစ်တပ်ဟာကြီးရည်လီနဲ့အာကာသကာကွယ်ရေးတပ်တွေနဲ့ဖွဲ့စည်းထားပြီးစစ်တီအင်အားတန်းနဲ့ချီအင်အားရှိပါတယ်။သူတို့မှာစစ်တင်တန်းကြောင်းတွေအများပြားရှိပြီး စစ်ပြူဟာအရအမြင့်ဆုံးအရာရှိတွေကိုမွေးထုတ်ပေးနေပါတယ်။ရုရှားဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့အမေရိကန်ကိုရှင်နိုင်တဲ့အကြီးဆုံးနိုင်ငံဖြစ်ပြီးတူအောင်ထားတဲ့နျူကလ িয়ার ဘုံပေါင်း6000ကျော်ရှိတယ်လို့ခန့်မှန်းကြတယ်။ဒါကြောင့်ရုရှားရဲ့တိုက်ခိုက်နိုင်မှုနဲ့ကာကွယ်နိုင်မှုစွာဟာကမ္ဘာတိုက်ကြီးတွေအထိအဝေးဆုံးအထိ ရောက်နိုင်တဲ့ဥပမာအားဖြင့် RS-28 စာမက်လို့ခေါ်တဲ့အတုမရှိနျူကလ িয়ার ဒုံးဟာမိုင်မောင်းထောင်ချီအကွာအဝေးမှာတိုက်ခိုက်နိုင်စွမ်းရှိနေပါတယ်။ ရုရှားလေတပ်မှ SU-35 NIG-31 စတဲ့ခေတ်မီတိုက်လေယာဉ်တွေရှိပြီးနေရင်တင်သင်းမောနဲ့ drone နည်းပညာတွေကိုအသုံးပြုနိုင်စွမ်းရှိတယ်။ရေတပ်ဖက်မှာလည်းနျူကလ িয়ার သင်းမောတွေနဲ့ရေငုပ်သင်းမောတွေကိုတိုးချဲ့ထုတ်လုပ်နေတယ်။ဒါအပြင်ရုရှားစစ်ရေးသုတေသနဌာနတွေက hypersonic မီဇိုင်းနည်းပညာနဲ့အာကာသထိန်းချုပ်ရေးစနစ်တွေကိုလည်းတိုးတက်အောင်လုပ်ဆောင်နေတယ်။ စစ်ပြူဟာအနေနဲ့ရုရှားဟာအရှေ့ဥရောပအာရှနဲ့အနောက်အာရှတွေမှာစစ်အာဏာတိုးချဲ့မှုတွေလုပ်နေပြီးတခြားနိုင်ငံတွေအပေါ်အင်အားပြနိုင်မှုကိုပြသနေတယ်။ရုရှားစစ်တပ်ဟာလက်နက်အမျိုးအစားအများပြားကို သူ့နိုင်ငံမှာပဲထုတ်လုပ်နိုင်စွမ်းရှိတဲ့အတွက်တခြားနိုင်ငံတွေစီကဝယ်ယူရမှုအပေါ်မမီခိုရတဲ့ထူးခြားချက်လည်းရှိနေပါတယ်။ပြီးတော့ဒီပညာပိုင်းနဲ့စစ်တင်တဲ့အပိုင်းတွေမှာလည်းစစ်တီတွေကို တောင်တွေရဲ့အေးအေးမြင့်နေမြေတွေနဲ့ ထိုင်ဝမ်မြေတွေမှာလေ့ကျင့်ခိုင်းနိုင်စွမ်းရှိနေပါတယ်။တရုတ်နိုင်ငံဟာယနေ့ကမ္ဘာပေါ်ရှိစစ်အင်အားအကြီးဆုံးနိုင်ငံတွေအနက်တတိယအဆင့်ဖြစ်သတ်မှတ်ခံထားရတဲ့စစ်အာဏာကြီးမားတဲ့နိုင်ငံဖြစ်ပါတယ်။တရုတ်ဟာနိုင်ငံရေးအာဏာခိုင်မာပြီးစစ်ရေးနယ်ပယ်မှာလည်းကြီးပညာအသစ်တွေများပြားတဲ့စစ်တီအင်အားတွေနဲ့စစ်ဆက်ယုံတွေရဲ့ထုတ်လုပ်မှုစွမ်းအားတွေကြောင့် ကမ္ဘာစစ်အင်အားမှာခက်မြမြန်တိုးတက်လာနေပါတယ်။တရုတ်နိုင်ငံရဲ့စစ်တပ်ကိုပြည်သူလူမျိုးရေးတပ်မတော် PAA လို့ခေါ်ကြပြီးအ धिक အားဖြင့်ကြီးတက်လေးတက်ရေးတက်အာကာသကာကွယ်ရေးနဲ့မဟာဗျူဟာ ထောက်ပံ့ရေးတပ်တွေနဲ့ဖွဲ့စည်းထားတယ်။ PAA ဟာစစ်တီအင်အားကမ္ဘာတဝန်းမှာအကြီးဆုံးဖြစ်ပြီးစုစုပေါင်းစစ်တီနှစ်တန်းကျော်ရှိတယ်လို့ခန့်မှန်းကြပါတယ်။ တရုတ်တွေတက်မှာ J-20 fighter လေယာဉ်တွေ H-6K ဘုံးကျဲလေယာဉ်တွေနဲ့ drone ပညာတွေကိုအသုံးပြုနေပြီး American လေတက်နဲ့ဒန်းတူညီတူဖြစ်လာနိုင်အောင်လှုံ့ဆော်နေပါတယ်ရေတက်ဖက်မှာလည်းလေယာဉ်တင်တင်မောသုံးဆင်းကိုပိုင်ဆိုင်ထားပြီးဖြတ်တင်မောတွေနဲ့ရေငုပ်တင်မောတွေအမြောက်များရှိပါတယ်တရုတ်ဟာအာရှပင်လယ်မှာလည်းလက်တော်အင်အားအပြည့်ဖြစ်နေတယ်တရုတ်ရဲ့နည်းပညာပိုင်းဟာအလွန်တိုးတက်နေပြီး hypersonic ်မစ်ဆိုင်းဂျိုဒုနီးပညာသုံးတိုက်ခိုက်ရေးလက်နက်တွေစိုက်ဘာကာကွယ်ရေးစနစ်စတဲ့နီးပညာတွေကိုစမ်းသပ်ပြီးစစ်ရေးမှအသုံးပြုနေတယ်ဒါအပြင်တရုတ်ဟာနျူကလ িয়ার လက်နက်တွေကိုလည်းအစစ်မြစ်တင်နေပြီးနျူကလ িয়ার ဘုံးတူလောင်မှုအရေးအတွက်ကိုတဖြည်းဖြည်းတိုးတက်လှုပ်ဆောင်လာနေတယ် အိန္ဒိယနိုင်ငံဟာကမ္ဘာပေါ်ကစစ်အင်အားအကြီးဆုံးနိုင်ငံတွေအနက်ထိပ်တန်းအဆင့်လေးမှာရှိပြီးများပြားတဲ့စစ်တီဥယျာဉ်နဲ့စည်ရေးတုတေသနအင်အားတွေကို အခြေခံထားတည်ဆောက်ထားတယ်။ အိန္ဒိယတက်မတော်ဟာကြီးတက်လေးတက်ရေးတက်ဆိုပြီးသုံးမျိုးခွဲထားပြီးစစ်တီအရေးအတွက်ကတန်ပေါင်းများစွာချီရှိနေပါတယ်ကြီးတက်ပြီးစွန့်ရင်ပြည့်တဲ့တိုက်ခိုက်ရေးတက်ဖွဲ့တွေနဲ့ရှေ့တက်ဖွဲ့တွေကိုထိမ့်သိမ်းထားရှိပြီးတင်ကားတွေနဲ့ခင်မီလီကျောင်းကာကွယ်ရေးစနစ်တွေနဲ့ပြည်စုံအောင်တက်ဆင်ထားတယ်လေးတက်မှာ SU 30 NKI တိုက်လေရင်များအပြင်လေးကျောင်းစူးစမ်းရေးရင်တွေကိုရန်သူကိုခြေရာခံနိုင်ဖို့အစစ်မြင့်တင်ထားပါတယ် ရေတက်အင်အားအနေနဲ့လေရင်တင်သင်းမောနဲ့စွမ်းအားမြင့် ရေငုပ်သင်းမောတွေအများပြားပိုင်ဆိုင်ထားပြီးအင်ဒိုအရှိဒေတာတွေထိန်းချုပ်ဖို့ဦးတည်ထားတဲ့အိန္ဒိယဟာနျူကလ িয়ার လက်နက်တပ်ဆင်ပိုင်ဆိုင်ပြီးစစ်မတိုင်ခင်မတုံးပါဆိုတဲ့မူဝါဒကိုထိန်းသိမ်းထားပေမဲ့ပြဿနာဖြစ်ခဲ့သောနျူကလ িয়ার မတုံးမဲဖြည့်ရှင်ရေးအတွက်ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်အိန္ဒိယရဲ့ DRDO ဖွဲ့စည်းကတိုးတက်တဲ့လေတက်လက်နက်တွေနဲ့အာကာသကာကွယ်ရေးစနစ်တွေကို ဖန်တီးထုတ်လုပ်နေပါတယ် S400 လေးချောင်းကာကွယ်ရေးစနစ်ကိုရုရှားထံကဝယ်ယူသုံးစွဲထားပြီးစစ်ရေးကာကွယ်မှုကို ပုံမခိုင်မာလာစေပါတယ်။အိန္ဒိယဟာအာဂါသစစ်ရေးနည်းပညာမှာထိတ်တန့်အဆင့်ကိုတက်ရောက်လာတဲ့နိုင်ငံဖြစ်ပြီးနယ်နိမိတ်ပြဿနာတွေအတွက်ကာကွယ်မှုအနေနဲ့တရုတ်နဲ့ပါကစ္စတန်တို့နဲ့အမြဲတည်ငြိမ်နေစေဖို့သူတို့ရဲ့တပ်ဖွဲ့တွေကိုအဲ့ဒီဒေသတွေမှာအမြဲစောင့်ကြည့်နေပါတယ်။အိန္ဒိယဟာအင်ဒိုပစိဖိတ်မဟာဗျူဟာအတွက် အမေရိကန်ဂျပန်အပါအဝင်အာဆီယံနိုင်ငံတွေနဲ့စည်ရေးပူးပေါင်းမှုတွေတိုးချဲ့နေပါတယ်။ပြီးတော့ကြီးမားတဲ့ကာကွယ်ရေးအတွက်ဗန်နာရေးတုံးဆွဲမှုတွေက ထိတ်တန့်စည်ရေးဝင်လာပြီးစည်ရေးတိုးတက်ဖို့ဆက်လက်ရင်းနှီးမြှုပ်နှံနေပါတယ်။လက်နက်ထုတ်လုပ်ပေးတဲ့ဒေသခံစစ်ရုံတွေတိုးချဲ့လာတာကြောင့်အိန္ဒိယဟာကိုယ်လက်နက်ကိုယ်တိုင်ထုတ်နိုင်တဲ့နိုင်ငံအဖြစ်အသိမြင့်လာခဲ့တယ်။ တောင်ကိုရီးယားနိုင်ငံဟာကမ္ဘာပေါ်ကအင်အားကြီးဆုံးနည်းပညာဆိုင်ရာစစ်တပ်တွေထဲကတစ်ခုအဖြစ်အတိအမှတ်ပြုထားခံရတဲ့နိုင်ငံဖြစ်ပါတယ်။ တောင်ကိုရီးယားစစ်တပ်ဟာမြောက်ကိုရီးယားစီကတက်ရောက်လာနိုင်မှုတွေကိုတုံ့ပြန်နိုင်ဖို့အပြင်အမေရိကန်နဲ့ပူးပေါင်းထားတဲ့မဟာမိတ်စနစ်ကြောင့်ကာကွယ်ရေးအင်အားဟာအလွန်ခိုင်မာလာနေပါတယ်။တောင်ကိုရီးယားကြီးတပ်ဟာတပ်ဖွဲ့ဝင်မီလီယံချီရှိပြီးလူထုစစ်စင်ရေးအောက်မှာထိမ့်သိမ်းထားရှိတယ်။သူတို့မှာ K2 ဘလက်ပင်သာတင်ကားတွေနဲ့ခင်မီတိုက်ခိုက်ရေးလက်နက်တွေတပ်ဆင်ပေးထားပါတယ်။ တောင်ကိုရီးယားလေတပ်မှ F-35 လေယာဉ်တွေကို အမေရိကန်ကဝယ်ယူထားတာကြောင့်ပစ္စမမြောက်မျိုးဆက်ဖိုက်တာဂျက်တွေများစွာရှိပြီးလေကြောင်းထိန်းချုပ်မှုအတွက်အင်အားတိုးချဲ့နေပါတယ်။ရေတပ်အင်အားအနေနဲ့တောင်ကိုရီးယားမှာ ရေငုပ်သင်္ဘောတွေနဲ့ AI နည်းပညာသုံးကာကွယ်ရေးစနစ်နဲ့ဖြတ်သင်္ဘောတွေအများပြားရှိပါတယ်။အဲ့ဒါတွေကို အမေရိကန်စီက ထားတာဖြစ်ပြီးရေဒါ၃နီးစနစ်နဲ့ရန်သူအနေရကိုအလိုလျောက်ရှာဖွေပစ်ခတ်နိုင်တဲ့နီးစနစ်ဗတ်စုံကာကွယ်ရေးနီးစနစ်တွေပါဝင်ပါတယ်။တောင်ကိုရီးယားဟာနီးပညာတွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားလို့ကမ္ဘာပထမရန်အဆင့်ကို ရောက်ရှိနေပြီးလက်နက်ထုတ်လုပ်ရေးအထူးကျန်းကျင်တဲ့ပညာရှင်တွေရှိပါတယ်။ ကာကွယ်ရေးပစ္စည်းကုမ္ပဏီတွေက လက်နက်တွေကိုခင်မီစမ်းသစ်အောင်ဖန်တီးထုတ်လုပ်နေပြီးတောင်ကိုရီးယားဟာအင်ဒိုပစိဖိတ်မဟာဗျူဟာအောက်မှာအမေရိကန်ဂျပန်တို့နဲ့ပူးပေါင်းပြီးတရုတ်နဲ့မြောက်ကိုရီးယားရဲ့အင်အားတိုးမြင့်မှုတွေကိုတုံ့ပြန်နေပါတယ်။ Patriot မဆိုင်စနစ်တွေနဲ့ THAAD စနစ်တွေတက်ဆင်ထားတာကြောင့်သူတို့နိုင်ငံကာကွယ်ရေးဟာအားကောင်းခိုင်မာနေပါတယ်။စည်ရေးသိပ္ပံနည်းပညာ၊အင်တာနက်ကာကွယ်ရေးနဲ့ အာဂါသစစ်ရေးအရန်တိုးတက်လာနေတဲ့တောင်ကိုရီးယားရဲ့စစ်တင်နှန်းကြောင်းတွေမှာအရေးချင်းမြင့်အရာရှိအများကြီးရွေးချယ်တင်ကြားပေးထားပြီးအတက်ခေါင်းဆောင်မှုစနစ်ခိုင်မာစေဖို့အလေးနက်ထားပါတယ်။သူတို့ရဲ့ရီမန်းချက်ကခိမီစစ်တပ်တစ်ခုအဖြစ်ကဘာလုံးဆိုင်ရာတိုက်ခိုက်ရေးတွေမှာပါဝင်နိုင်တဲ့အင်အားကြီးနိုင်ငံအဖြစ်ပါဝင်သွားလို့တဲ့ဆန္ဒရှိပါတယ်။ Great Britain ရဲ့စစ်အင်အားဟာကမ္ဘာသမိုင်းမှာအကောင်းဆုံးစစ်အင်အားတစ်ခုအဖြစ် လူသိများပြီးယနေ့ခေတ်မှာလည်းစစ်တည်နေပေမဲ့စွမ်းအားမြင့်စစ်တပ်ကြီးအဖြစ်ဆက်လက်တည်ရှိနေပါတယ်။နေတိုးဖွဲ့ရဲ့အရေးပါဆုံးအင်အားဖြစ်တည်ရှိုံသာမကကမ္ဘာအစင်းမြင့်လေရင်တင်သင်းမောတွေနဲ့ရေပြင်ထိန်ချုပ်ရေးစနစ်တွေကိုပိုင်ဆိုင်ထားပါတယ်။ Queen Elizabeth လေရင်တင်သင်းမောတွေက ဂရိတ်ပြည်တင်ရဲ့စစ်အင်အားကိုဖော်ပြသနေတဲ့သင်္ကေတဖြစ်ပြီးသူတို့ကကဘာပတ်လမ်းကြောင်းအထိစွန့်ဆောင်နိုင်စွမ်းရှိပါတယ်။တော်ဝင်ရေတက်ဟာလေကြောင်းရေကြောင်းနဲ့အင်တာနက်ကာကွယ်ရေးစနစ်တွေပေါင်းစပ်ထားပြီးခင့်မီတဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာကို အသုံးပြုထားပါတယ်။ပြည်တင်ဟာစစ်တီအင်အားဖြည့်ဆည်းမှုမှာကဘာအကြီးဆုံးမဟုတ်ပေမဲ့လည်းခြိတက်လှုပ်ရှားတဲ့စွမ်းအားစစ်ကြောင်းထိုးနီးပညာနဲ့ရန်သူကို ထောက်လန်းနိုင်မှုတွေအလွန်ကောင်းမွန်ပါတယ်။ တော်ဝင်လေတက်မတော်ဟာပစ္စမမျိုးဆက်လေယာဉ်တွေဖြစ်တဲ့ F35 လိုက်တန်းနင်းတူးတွေနဲ့ Eurofighter တိုင်ဖွန်းလေယာဉ်တွေကိုအသုံးပြုပြီးလေကြောင်းကိုထိမ့်သိမ်းထားတယ်။ Great Britain ဟာနျူကလ িয়ার တုံးနိုင်တဲ့နိုင်ငံတနိုင်ငံဖြစ်ပြီးအဲ့ဒါကို ရေကြောင်းကနေလည်းဖြန့်နိုင်ပါတယ်။ NATO အဖွဲ့အင်အားကြီးလာတဲ့အခါ Great Britain ဟာအကြီးကစစ်အင်အားပေးနိုင်သူအဖြစ်ထိပ်ဆုံးမှရှိနေပါတယ်။ အသွင်ကူးပြောင်းနေတဲ့ကမ္ဘာစနီးပညာတွေအပေါ် Great Britain ကနိုင်ငံတော်အာဏာမြင့်ရေးနဲ့ကမ္ဘာလုံးဆိုင်ရာတန်တမန်အဖြစ်ယက်တည်နိုင်ဖို့တက်မတော်ကိုခင့်မိအောင်ပြင်ဆင်လျက်ရှိပါတယ်။ကမ္ဘာပေါ်မှာဖြစ်ပွားနေတဲ့အနေအမျိုးမျိုးတွေအပေါ် Great Britain ကလှုံ့ထုံးလုံနည်းနဲ့အရေးပေါ်တုံ့ပြန်နိုင်မှုမြင်မာတဲ့တက်မတော်ကြီးတစ်ခုအဖြစ်ယုံကြည်အားထားခံနေပါတယ်။ ရင်သစ်နိုင်ငံဟာအရင်ကလူမျိုးကြီးအင်ပါယာအဖြစ်တန်ခိုးအာဏာကြီးမားခဲ့ပြီးဒီနေ့အထိတောင်ဆက်လက်ပြီးကမ္ဘာစစ်အင်အားကြီးထိတ်တန်းနိုင်ငံတွေထဲမှာဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။ရင်သစ်တပ်မတော်ဟာကြီးတက်ရေးတက်နဲ့လေတက်အပါဝင် နိုင်ငံလုံးဆိုင်ရာစစ်အင်အားသုံးဖက်ကိုခင့်မီစွာဖွဲ့စည်းထားပါတယ်။ကြည်တက်ဟာစစ်သားအင်အားတိတိတတ်တာများပြားပြီးခင်မီရန်ရပစ္စည်းတွေနဲ့အားဖြည့်ပြင်ဆင်ထားပါတယ် ရေတက်ဟာဥရောပမှာအင်အားရှိဆုံးတပ်ဖွဲ့တွေကတစ်ခုဖြစ်ပြီးလေရင်တင်တင်မောချာလီဂျီဂူလီကိုပိုင်ဆိုင်ထားပါတယ်အဲ့ဒီတင်မောဟာဥရောပမှာတစင်းသေးသော နျူကလ িয়ার စွမ်းအင်၃လေရင်တင်တင်မောဖြစ်ပြီးပြင်သစ်ရဲ့စစ်အင်အားနဲ့ဤပညာကို ပြသနေပါတယ်။ပြင်သစ်ဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအမေရိကန် Great Britain နဲ့အတူထိပ်တန်းအဆင့်နိုင်ငံတွေထဲမှာပါဝင်ပါတယ်။ ရင်သစ်ရဲ့နျူကလ িয়ার စနစ်မှာလေရင်တင်တင်မောနဲ့ရေငုပ်တင်မောတွေကနေနျူကလ িয়ার ကိုပစ်ခတ်နိုင်ပါတယ်။ရင်သစ်ရဲ့စစ်အင်အားဟာနေတိုးနဲ့ဥရောပသမဂ္ဂတပ်ဖွဲ့တွေထဲမှာအ धिक အခန်းကဏ္ဍနေရာကိုရယူထားတယ်။စစ်တုဒေသနာနဲ့လေကျင်ရေးအတွက်ဂျာမနီဂရိတ်ပြည်တိန်တို့နဲ့ပူးပေါင်းလှုပ်ဆောင်ပြီးတပ်ဖွဲ့အချင်းချင်းအပြန်အလှန်လေကျင်မှုတွေပြုလုပ်နေပါတယ်။ ရင်သစ်ဟာအာဖရိကဒေသများတွေမှာလည်းစစ်စင်ရေးလှုပ်ဆောင်မှုတွေတစ်စိတ်တစ်ပိုင်းအနေနဲ့ဥဆောင်လျက်ရှိတယ်။ရင်သစ်ရဲ့စစ်အင်အားအသုံးစရိတ်ဟာ GDP ရဲ့နှစ်ရာခိုင်နှုန်းခန့်ရှိပြီးစနီးပညာဖွံ့ဖြိုးမှုအတွက်အဓိကလှုပ်ဆောင်နေပါတယ်။ရင်သစ်တက်မတော်ဟာစစ်တီအင်အားနှီးပညာစွမ်းအားနဲ့စစ်ရေးအတွေ့အကြုံတွေအပေါ်မျှတစွာအခြေခံထားပါတယ်။ စစ်တေတွေရဲ့လေ့ကျင့်မှုတွေဟာအစင်းမြင်ပြီးစစ်တပ်အတွင်းစီကံတေဝမှုနဲ့သိပ္ပံပညာမြင့်မားမှုတွေကိုအခြေခံထားတယ်။ပြင်သစ်ရဲ့ခင်မီစမ်းသစ်တဲ့ drone cyber warfare နဲ့အာကာသကာကွယ်ရေးစနစ်တွေကိုတီထွင်စမ်းသစ်နေပါတယ်။ဂျပန်နိုင်ငံဟာဒုတိယကမ္ဘာစစ်ပီးချိန်မှာစစ်ရှုံးခဲ့တဲ့အတွက်အလုံးစုံဖြည့်ဆည်းမှုပြစ်ဒဏ်ကြောင့်စစ်တပ်ကိုပိတ်ပင်ခံခဲ့ရပါတယ်။ စစ်ဝါရီစနစ်နဲ့တိုက်ပွဲဆိုင်ရာဆွမ်းအားတွေကိုတားမြစ်ထားခံရတဲ့ဂျပန်ဟာစစ်ဝါရီစီးနင်းတွေနဲ့စစ်တပ်တွေကိုအရင်ကထက်ဆန့်ကျင်သွားစေခဲ့တယ်။အဲဒီနောက်နိုင်ငံကာကွယ်ရေးအတွက်မရှိမဖြစ်လိုအပ်နေတဲ့တပ်မတော်ကို1954ခုနှစ်မှာဂျပန်ရဲ့မိမိကိုမိမိကာကွယ်ရေးတပ်ကိုတီထောင်ခဲ့ပြီးကာကွယ်ရေးအသေးပေနဲ့တီးခြားဖွဲ့စည်းမှုတွေလှုပ်ဆောင်ရရင်တပ်မတော်ဟာတဖြည်းဖြည်းဖွံ့ဖြိုးလာခဲ့ပါတယ်။ အမေရိကန်နဲ့ရေရှည်မဟာမိတ်ဆက်ဆံရေးကလည်းဂျပန်ကာကွယ်ရေးတပ်ကိုနည်းပညာလက်နက်နဲ့စီမံခန့်ခွဲမှုပညာတွေကြောင့်အချိန်တိုအတွင်းတိုးတက်စေခဲ့ပါတယ်။မဟာဗျူဟာတင်မောတွေနဲ့လျှက်စီးစွန့်အင်အားသုံးရေငုပ်တင်မောတွေဟာဂျပန်ရေတပ်ကိုအင်အားကောင်းလာစေတယ်။နည်းပညာပိုင်းမှာမစ်ဆူဘီရှိနဲ့ကာဝါဆာကီစတဲ့ကုမ္ပဏီတွေကစွန့်အင်စနစ်တွေကိုတီထွင်ပေးတဲ့အတွက်တပ်ဖွဲ့တွေအတွက်ခင့်မီအဆင့်ကိုချက်ချင်းရောက်ရှိစေနိုင်လာတယ်။ ဂျပန်ဟာကာကွယ်ရေးနယ်ပယ်အတွက် space cyber နဲ့ electronic warfare တွေကိုတိုးချဲ့နေပြီးစစ်တီတွေအတွက်သတင်းချက်လက်စနစ်တွေကိုခင့်မီတိုးတက်သွားစေတယ်။ဂျပန်ပင်လယ်နယ်မြေကာကွယ်ရေးအတွက်ပိုပြီးအာရုံစိုက်နေလို့ Indo-Pacific မဟာဗျူဟာအတွက် American နဲ့ဂျပန်ဆွေးနွေးမှုတွေကနေပုံမပူးပေါင်းလာကြပါတယ်။ရုရှားနဲ့တရုတ်ရဲ့လှုပ်ရှားမှုတွေမြောက်ကိုရီးယားရဲ့မဆိုင်အနေရီတွေကလည်း ဂျပန်ကိုစည်ရေးသတိပြန်လည်တက်ကြွစေတဲ့အကြောင်းရင်းတစ်ချို့ဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံဟာလက်ရှိစစ်အင်အားအရအလွန်အရေးကြီးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့လည်းကမ္ဘာစစ်အင်အားထိတ်တန်းနိုင်ငံတွေစည်ရင်းရဲ့ထိတ်တန်းအဆင့်တွေမှာမထည့်သွင်းတာကစိတ်ဝင်စားစရာကောင်းလာပါတယ်။မြောက်ကိုရီးယားရဲ့စစ်အင်အားအခြေအနေကကမ္ဘာနိုင်ငံတွေအာရုံစိုက်နေရတဲ့စစ်အင်အားအခြေအနေမှာရှိနေပြီး စစ်တေအရေးအတွက်ကလည်းတန်းကျော်ရှိတယ်လို့ခန့်မှန်းကြတယ်။နိုင်ငံတော် GDP ရဲ့25ရာခိုင်နှုန်းလောက်ကိုစည်ရေးအတွက်အသုံးပြုပြီးစည်ရေးကိစ္စတွေမှာတင်းတင်းကြပ်ကြပ်ကင်ွယ်ထားတယ်။ပြီးတော့နျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ပြီးပောက်ကွဲမှုပြင်းထန်တဲ့မိုင်းပေါင်းရာထောင်ချီတဲ့ပစ်မှတ်တွေပစ်ခတ်နိုင်တဲ့မဇိုင်းလက်နက်တွေပိုင်ဆိုင်ထားတယ်။ကြီးရည်လေးစစ်အင်အားအရေးအတွက်အများကြီးရှိပေမဲ့ဤပညာပိုင်းမှာအစင်းနှိမ့်မှုတွေရှိနေတယ် ပြီးတော့မြောက်ကိုရီးယားရဲ့စစ်အင်အားခြေအနေနဲ့ပတ်သက်ပြီးတိကျတဲ့အချက်အလက်တွေကို နိုင်ငံတကာကိုချမှတ်ပြနိုင်တာကြောင့်မြောက်ကိုရီးယားရဲ့အမှန်တကယ်စစ်အင်အားခြေအနေကိုတိတိကျကျသုံးသပ်ခန့်မှန်းသုံးသပ်ဖို့ခက်ခဲနေကြပါတယ်။မြောက်ကိုရီးယားကိုထိတ်တန်းရှိနိုင်ငံစရင်းနဲ့မထည့်ပေမဲ့သူ့နိုင်ငံရဲ့စစ်အင်အားက ကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုမှ ရှိနေပါတယ် ဒါပေမဲ့ကမ္ဘာလုံးဆိုင်ရာစစ်အင်အားထိတ်တန်းနိုင်ငံများစည်းရင်းမှာပါဝင်ဖို့ လိုအပ်တဲ့ဤပညာခေတ်မီမှုစည်ရေးကိစ္စကူတန်းဝယ်ယူခွင့်နဲ့ကမ္ဘာလုံးဆိုင်ရာအကျိုးသက်ရောက်မှုစတာတွေအတွက်အားနည်းနေတဲ့အတွက်ထိတ်တန်းအဆင့်နိုင်ငံတွေစည်းရင်းမှာမထည့်နိုင်တာဖြစ်ပါတယ်။အဓိကအားဖြင့်သူတို့ရဲ့ဤပညာကခေတ်မီမှုနည်းပါးပြီးလက်နက်တွေဟာအဟောင်းတွေသာဖြစ်ပြီးတိုက်ခိုက်ရေးရည်မှန်းချက်ကိုတီးကြားထိရောက်မှုနည်းပါတယ်။ဒုတိယအချက်ကစီးပွားရေးအင်အားအားနည်းခြင်းဖြစ်ပြီး ခင်မီနီးပညာတိုးတက်ဖို့လိုအပ်တဲ့ဗန္ဓာရေးကနည်းပါပါတယ်။ပြီးတော့သူ့နိုင်ငံရဲ့အချက်လက်တွေရဖို့မလုံလောက်မှုကြောင့်ဖြစ်ပြီး အများမသိအောင်ဝတ်ထားတဲ့စည်ရေးလှုပ်ရှားမှုတွေကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေကတိကျစွာအစဉ်သတ်မှတ်လို့မရပါဘူး။တတိယအချက်ကတော့စိတ်အင်အားရေသွေးနဲ့ရေအတွက်မညီတာပဲဖြစ်ပြီးစစ်တေအင်အားများပေမဲ့လည်းဆက်ရန်တရားခင့်မိမှုနေပြီးရေရင်နဲ့လေရင်တွေကအဟောင်းတွေဖြစ်ပါတယ် ဒါကြောင့်2025ခုနှစ်စစ်အင်အားသုံးသပ်ချက်အရ145နိုင်ငံတွင်မြောက်ကိုရီးယားရဲ့အဆင့်က34နေရာမှာရပ်တည်နေပါတယ်။